မင်္ဂလာပါရှင်ဆရာမောင်ချောနေနဲ့ဆရာခတိတို့ရဲ့ကြပြများကိုကျမတောင်စလန်းနေမှာမျှဝေခန်းစားပြပြစီရှင်မောင်ချောနေကြပြများ1949ခုနှစ်မှာဟောရီကဘာလောကကြီးကိုဖွဲ့စုဖက်ကြားဖို့အမိတအိမ်ကနေကဘာတအိမ်ကြီးထဲရောက်ရှိခဲ့တယ်ခွဆောင်းခုတ်တဲ့အခါဟိုဘက်လှေလို့ပြောရတယ်မျက်နာကိုမပတ်ရဘူး ဓာတ်နဲ့ထိုးတဲ့အခါဒီပဲလေလို့ပြောရတယ်။နှောက်ကြောကိုမထိုးရဘူး။အဲ့ဒါလူရင်ကျေးမှုတဲ့။ကျွန်တော်တို့ရဲ့နေ့ရက်များဟာတန်ရာနဲ့ရများကြီးပါပဲ။ချက်ချင်းမြတ်တာရဲ့ဟိုးတစ်ဖက်မှာပါများရှိပါသလဲ။နာကျင်တဲ့အခါမအော်ပဲပျော်ရွှင်တဲ့အခါရင်မောဖို့နောက်မကြခဲ့ပါဘူး။ဘာမှမဟုတ်ပါဘူး။ဘာမှမဟုတ်တဲ့အလကားကောင်မှဘဝမှာမဖြစ်ချင်တာတွေခမများများနေကောင်ပါ။ ဘဝမှာ၄၅၆ခုမလိုပါဘူးနှစ်ခုပဲချစ်သူစစ်စစ်နဲ့ရန်သူစစ်စစ်အဲ့ဒီနှစ်မျိုးပဲစိလစာသောလောကရန်တရားကြီးဖြစ်ချင်တိုင်းမဖြစ်ရတာကိုပဲချစ်နေရပါတယ်ကံကောင်းပြီးတရေဖြစ်ချင်ဖြစ်မယ်ကံကောင်းပြီးကြပြစရာမဖြစ်ဘူးပါတဲ့နေရာမှာချစ်နှောင်စာထက်ပါပြီမင်းတကယ်လက်တွေ့မှာမကျင့်သုံးဖြစ်လို့လူတွေကထူတယ်လို့အထင်ခံရမြေကောင်းလေး ဒီကောင်ရဲ့အသေးကခက်ငင်ငယ်လို့သူ့မွေးသမီးခင်ကခဏခဏလူကြားတယ်ပြောခံရတယ်ကောင်မောဘဝကိုရှင်ခုံတလို့အရင်အတိုင်းနေခဲ့မောင်ချောတွင်လူကြိုက်နေတဲ့ကောင်ကြပြမငုတ်ကြည့်တော့လေငရဲ့မော့ကြည့်တော့လေငရဲ့တဲ့တဲ့ကြီးမှမင်းကိုမြင်နေမင်းကလည်းငရဲပါပဲငါခုံစင်းမဲ့ငရဲမှုတာပါအလိုမလိုက်ဘူးအလွယ်မလိုက်ဘူး ကိုထက်ပိုပြီးဘူးမှမကြိုက်ဘူးပေါ့ပါပါနေဖို့ကို လေးလေးနက်နက်တွေးခေါ်ခဲ့ရတာပါသူတို့ကခေါင်းကိုဖြစ်တယ်တော်လန်ကြီးကနှလုံးသားမှာရှိတာသူတို့မသိကြဘူးကျွန်တော်တို့ငရဲကိုကျွန်တော်တို့နဲ့ပဲအဆုံးသတ်ချင်ပါတယ်ရှင်တန်မှုဟာတမနစ်ပဲကြံတော့မေးဆိုရင်တော့အဲ့ဒီတမနစ်ကိုလိပ်ပြတန်တန်နေခြင်းနဲ့ငှက်ကလေးကိုငေးကြည့်နေရတယ်လို့မျိုးပင့်သက်ကိုတော့ခိုးဆိုင်နေရတယ်ပဲအချင်း ပြန်ထွက်သွားလိမ့်မလဲမင်းတို့ကငါတို့ကိုမြေမြုပ်ဖို့ကြိုးစားတာကိုငါတို့ကတစ်စီပြီဆိုတာမင်းတို့မသိဘူးတစ်ခတ်လေးတွေချိုးပြီးတော်တော်ရင်အမှတ်သားပြုခဲ့သလိုငါဟာကြပြတချို့ကိုထားခဲ့တယ်လက်ကျန်ဟာမနှက်ပြန်ဆိုလေအေးဆေးပေါ်ရေခဲတွေအေးပြောသွားလေရေခဲတွေပြန်လာအောင်ပါပဲယုံကြည်ချက်ကို မီးမွေထားပါတယ်ခတ်တီး ကျေးဇူးတင်ပါတယ်ရှင်။